အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့17 10လာ2025 Super Saturday ပေါ့ဗျာเนาะဒီနေ့မှာတော့ကျွန်တော်တို့ပွဲစဉ်တွေတော်တော်များများလေးရှိရပြเนาะကျွန်တော်အင်္ဂလန်ပြင်းများလေးဆိုရင်လည်းပွဲစဉ်တွေဒါအများကြီးရှိသလိုကျွန်တော်တို့ဒါစပိန်လာလီကာတို့အီတလီစီးတွေတို့เนาะအာကျွန်တော်ကတော့ဒါအမှားရတဲ့ရောဗျာနိုင်ငံပွဲတွေမှာလည်းဒါကျွန်တော် YouTube កောက်လေးကဒါဗီဒီယိုတင်ဖို့ခေါင်းထဲပိတ်ခံထားရတဲ့အတွက်ဒါဒီနေ့မှကျွန်တော်ဗီဒီယိုလေးပြန်တင်ရလို့ဗီဒီယိုလေးလုတ်ပြရဖြစ်ပါတယ်เนาะ ဆက်လက်အားပေးရဆိုရင်ကျွန်တော်ရဲ့ Dotto Channel နဲ့ဒီ YouTube Channel လေးကို Like Subscribe လေးလုပ်ပေးပါအောင်เนาะဒီနေ့မှာတော့ကျွန်တော်ဒါအကောင်းဆုံးဒါသုံးပွဲရွေးချယ်မှုကျွန်တော်လာရောက်ဒါသုံးသပ်ပေးမှာဖြစ်ပါတယ်เนาะဒီနေ့ကျမှတော့ဒါပွဲစဉ်တွေအများကြီးတဲ့မှာကျွန်တော်သုံးပွဲလေးကိုဒါစိတ်ကြိုက်၃ချောင်းရွေးထုတ်ထားတာမျိုးလေးရှိရပြเนาะအဲဒီနေ့ညမှာဆိုရင်လည်းအင်္ဂလန်ပရီးမီးယားလိမှာဆိုရင်လည်းဒါပွဲစဉ်ပွဲကောင်းနေအများကြီးရှိသလိုကျွန်တော်တို့ဒါ စပိန်လာလီကာအီတလီစီးရီးယားเนาะဒီတဲမှာလည်းပွဲစဉ်တွေအများကြီးရှိပါတယ်ဗျเนาะအာကျွန်တော်ဒီထဲမှာစိတ်ကြသုံးပွဲလေးကိုရွေးချယ်ပြီးမှဖြစ်ပါတယ်เนาะကျွန်တော်အရင်ဦးဆုံးစားတင်ရွေးချယ်ပြခြင်းတဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ဒါခွစီပဲလက်နဲ့ဘူးမောက်ပေါ့ဗျာเนาะဒီပွဲစဉ်လေးကိုကျွန်တော်အရင်ဦးဆုံးဒါရွေးချယ်ပြီးမှဖြစ်ပါတယ်ဒီပွဲစဉ်လေးမှာဆိုတော့ကျွန်တော်တို့ဒါခွစီပဲလက်ကနေပြီးတော့ဘူးမောက်ကို level ကိုပြား90ရှုံးเนาะ level ကိုပြား90ရှုံးလေးဖွင့်လှစ်ထားတာဖြစ်တယ်เนาะဒါကဒီတရဘာလို့ level ကိုပြား90ရှုံးခြေဖွင့်လှစ်တာဆိုတော့ crisis ပဲလေးနေနဲ့လက်ရှိဒီနေ့ຢာဒီမှာ သူ့နေနဲ့ရလက်ကောင်းပိုင်ဆိုင်ထားခြင်းတော့မရှိဘော့ဗျာเนาะရလက်ကောင်းကဒီရလက်ကောင်းလိုက်ရလက်ဆိုးလိုက်ဒီလိုနေထားမျိုးနဲ့ဒါဖက်ကြော်နေရတဲ့ဒါ crisis ပဲလေးမှာဒီနေ့ညအိမ်ခွေးမှာဒါဘုံပေါက်ကို level ကိုပြား90ရှုံး DJ ဖွင့်လှစ်ထားတယ် ဂူပေါင်းကျင်းလေးမှာကျွန်တော်တို့တစ်ချက်သွားပြည့်ကြည့်မယ်ဆိုရင်နှလုံးရှုံဂူပေါင်းကျင်းလေးမှာနှလုံးရှုံပေးတာဗျာเนาะဒီပွဲစဉ်ကိုကျွန်တော်အဲမြဲမြဲလေးတစ်ချောင်းကောင်းလေးရွေးထုတ်ပေးခြင်း ਨੇ ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ခွစစ်ပဲလေးနေနဲ့လည်းအိမ်ကွဲမှာဒီနေ့နိုင်ပွဲ၃မှတ်ရအောင်ဆွမ်းဆောင်နိုင်မှာဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ဘုံပေါင်းနေနဲ့ကလည်းလက်ရှိခြေစမ်းကိုဒါဆက်လက်ထိန်းသိမ်းမလားဆိုတာကျွန်တော်တို့သွားပြန်ကြည့်ရမှာဖြစ်တဲ့ ကိုစစ်ပဲလေးနေတဲ့ဒါကျွန်တော်တို့နောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာဆိုရင်တော့ဒါရလက်ကောင်းလေးတော့မဆိုးလောက်ပြောမယ်เนาะအတတန်တော့ဒါပြီးခဲ့တဲ့ပွဲတွေမှာတော့2-1နဲ့ရှုံးတယ်လီဗာပူးကိုနိုင်နာခဲ့တယ်ဝမ်ဟမ်ကိုနိုင်နာခဲ့တယ်เนาะဒါကျွန်တော်တို့အဖေကပ်မှာ FA ဒါကျွန်တော်တို့ဒါဝါမှာပေါ့เนาะအင်္ဂလန်ကပ်မှာဆိုရင်တော့ဒါမီဝေါနဲ့ဒါဝမ်ဝမ်ကန်နာခဲ့တယ်ဒီလိုရလက်မျိုးလေးတော့ခရစ်စစ်ပဲလေးမှာရှိတယ်ကျွန်တော်တို့ဘူးမောက်ကိုသွားပြန်ကြည့်ရမယ်ဆိုရင်တော့ဘူးမောက်ကလက်ရှိခြေစမ်းကတော့ ါနောက်ဆုံးကန်ခဲ့တဲ့၅ပွဲလေးကိုကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်ဘုံပေါင်းနေနဲ့နောက်ဆုံးကန်ခဲ့တဲ့၅ပွဲတော့သူ့အနေနဲ့ဒါရလက်ကောင်းလေးတော့ပိုင်ဆိုင်ထားတဲ့စပါးကိုနိုင်တယ် Brighton ကိုနိုင်တယ် Newcastle ဒါစီစီကန်နဲ့ Leo တူတူကန်ထားခဲ့တယ်ဖူအဝ3-1ကန်နိုင်တော့သူမျိုးကြောင့်ရလက်ကောင်းနေပိုင်ဆိုင်ထားတယ်လက်ရှိခြေစမ်းကိုထိမ့်သိမ့်နိုင်လားဆိုတော့ကျွန်တော်တင်ဆက်ကြရမယ်ဒီပွဲစဉ်က လက်ရှိချိန်ထဲကဘူးပေါက်ကခရစ်စပယ်လစ်ထက်တာနေအောင်မယ်ပေါ့နော်ဒါမှခရစ်စပယ်လစ်ကတည့်ရတိုင်းညီကိုအိမ်ကွင်းဆိုရင်မာကျောရဲ့တင်းတင်းအတင်းကြီးတောင်သူ့ကိုဒါအိမ်ကွင်းဆိုရင်ရှင်ကစားနိုင်ဖို့ခရင်နေပေါ့ဗျာနော်သူ့ရဲ့အိမ်ကွင်းအားကောင်းတယ်နော်အဲ့တော့ကြောင့်မို့ဒီနေ့ညကျွန်တော်အိမ်ကွင်းမှာရက်တည်ခြင်းနဲ့ခရစ်စပယ်လစ်ပေါ်လေးကိုရွေးချယ်ပေးခြင်းနဲ့ကျွန်တော်စွမ်းနာပြောလို့ပဲအဲ ခုစပယ်လေးနေနဲ့ဒီနေ့အိမ်ဝင်အားနဲ့ဒါရမတ်သုံးမတ်နိုင်သုံးမတ်ကိုပေါ်ဆောင်သွားမယ်လို့ကျွန်တော်ထင်ပြန်သုံးသပ်မိတယ်ဘုံပေါင်းအနေနဲ့ဒီနေ့ညမှာဝီကွင်းကနေတော့ဒါအများဆုံးတည်ရေလောက်ပဲခံမှန်းလို့ရမယ်လို့ကျွန်တော်ဒါသုံးသပ်မိတယ်ဒါကြောင့်မို့ဒီနေ့ညမှာကျွန်တော်ခုစပယ်လေးပေါ်လို့ရွေးချယ်ပေးချင်ပါတယ်ကဲနောက်ထပ်တစ်ပွဲကိုကျွန်တော်တို့သွားမယ်ဆိုရင်ကျွန်တော်တို့ဒါအီတလီစီးရဲ့စပိန်လာလီကာရဲ့အပွဲစဉ်တပွဲကိုကျွန်တော်ရွေးချယ်ထားရပြန်နော်စပိန်လာလီကာရဲ့ဘယ်ပွဲစဉ်လေးကိုရွေးချယ်ထားလဲဆိုတော့ကျွန်တော်ဘာစီလိုနာနဲ့ ဂျီရိုနာရဲ့ပွဲစဉ်လေးကိုကျွန်တော်ဆက်လက်ပြီးတော့တောင်းတက်ပြင်မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဘာစီလိုနာကနေပြီးတော့ဂျီရိုနာကိုဖော်ပြချိန်မှာနှလုံးသိရင်ဂူပေါင်းချင်းလေးမှာ၄လုံး50ထားနော်ဘာစီလိုနာကနောက်ဆုံးကြံခဲ့တဲ့နှစ်ပွဲလုံးမှာနှစ်ပွဲလုံးရှုံးထားခဲ့တယ်နော်နှစ်ပွဲလုံးအရှုံးရလက်ပြထားခဲ့တယ်ပေါ့ဗျာနော်အဂျီရိုနာကတော့လက်ရှိဆိုရမယ်စပိန်လာလီဂါမှာဆိုရင်လက်ရှိခြေစမ်းအားတော့ဒါတော်တော်ကြီးဒါပြောမယ်ဆိုရင် ဆိုးဆုံးဘက်ကိုရောက်နေလို့ပဲကျွန်တော်ထင်မြင်သုံးသပ်မိရဲ့ဗျเนาะဂျီယိုနာအနေနဲ့ပြီးခဲ့နောက်ဆုံးတပွဲဗလင်စီယာနဲ့တပွဲနိုင်ပြီးတော့၄ပွဲဆက်တိုက်ဒါရှုံးကားခဲ့တယ်သူဒါဆက်တာဗီကိုဝဝကန်တယ်ဒါလီဗန်နေကိုတော့ V4 နဲ့ကိုပြတ်ရှုံးတယ်အာပြီးကြရင်ဘီဘာအူကိုဝဝကန်တယ်ပြီးကြရင်တော့အက်စပန်ယိုစီစီကန်လာခဲ့တယ်ဒါနောက်ဆုံး၄ပွဲကမှသူဒါဂျေးမအောင်ခဲ့ပေါ့ဗျာเนาะအဲပြီးကြလို့ရှင်တော့ဗလင်စီယာတသိန်းနဲ့ကိုနောက်ဆုံးပြတ်ခဲ့တဲ့အချိန်မှာနိုင်လာခဲ့တယ် ဒီနေ့ညမှာဂျူနာအနေနဲ့ဝင်းဝရနေရောဘာစီလိုနာရှင်ကန်မှာဖြစ်တယ်ဘာစီလိုနာအနေအားကျွန်တော်ဆွမ်းနာတုံးသက်သလိုပဲနောက်ဆုံးကန်ခဲ့တဲ့ဒါနှစ်ပွဲလုံးနှစ်ပွဲလုံးရှုံးပြခဲ့တယ် PSG ကိုချန်ပီယံလိမ့်မှာရှုံးတယ်စီဗီလာကို4-1နဲ့ရှုံးထားခဲ့တယ်เนาะအရှိမတော့ဒါကျွန်တော်ဂီတာဖေးကို3-0နဲ့နိုင်တယ်ဥပီယတိုတော့1-3နဲ့နိုင်တယ်ဆူစီတက်ကို2-1နဲ့နိုင်ထားခဲ့တယ်အဲဒီနောက်ဆုံးကန်တဲ့နှစ်ပွဲလုံးနှစ်ပွဲလုံးရှုံးပြခဲ့တဲ့ဘာစီလိုနာအနေနဲ့ဒီနေ့ညမှာအင်ဝင်း အားနဲ့ပောက်ကွဲမှဆိုကျွန်တော်စောင့်ကြည့်ရမယ်။ဘောဂျင်းမှာတော့ဒါနှလုံးသိရထီတော့ပေးလာတယ်။ဂူပေါင်းချင်းလေးမှာလုံး၄လုံး50သာဒီနေ့ညဘာစီလိုနာရဲ့ဒါဂျူနာဖွင့်လှစ်ထားကြည့်ရတော့ပြင်းတယ်လို့ကျွန်တော်သုံးသပ်မိတယ်။မနစ်ကတော့2ပေါင်း50ဒီဂျင်းပဲဖွင့်လှစ်ထားတဲ့ဘာစီလိုနာအနေနဲ့ဒီနေ့ဒါဂျူနာကိုပြန်ပြီးတော့ဒါနှလုံးသေးဒီနေ့ညဖွင့်နေထားတယ်เนาะအဲအဲ့တော့ကြောင့်မို့လို့ကျွန်တော်ဒီပွဲစဉ်လေးကြောင်းကောင်းလေးဆက်လိုက်ရွေးချက်ပေးမယ်အဲသူတို့နှစ်သင်းပေါင်းထိတိုက်တွဲဆုံမှုကတော့ဒါ အားလုံးပေါင်း16ချိန်တော့ရှိခဲ့တယ်ဘာစီလိုနာက9ချိန်တိုင်းတေကြရ2ချိန်ဂျီရိုနာကတော့3ချိန်တိုင်းနားခဲ့တယ်ဒါပေမဲ့ဘာစီလိုနာအနေနဲ့နောက်ဆုံးကန်ခဲ့တဲ့ကျွန်တော်စပိန်လာလီကာ2024 2025မှာတော့အိမ်ကွင်းမှာ4-1ဆိုတဲ့ရလနဲ့နိုင်ပြီးတော့အဝေးကွင်းမှာလည်း1-4ဆိုတဲ့ရလနဲ့နှစ်ကြော့လုံး9ပြတ်အနိုင်ယူထားခဲ့တယ်ဒီနေ့ညမှာရော9ပြတ်အနိုင်ယူရပါမလားကျွန်တော်စောင့်ကြည့်ရမယ် ဒီနေ့ညမှာဘာစီလိုနာအနေနဲ့အင်ကွင်းအားနဲ့ပေါက်ကွဲမလားเนาะကျွန်တော်လက်ရှိအစီအစဉ်အရဆိုရင်ဘာစီလိုနာကဒါရဲမက်ထရစ်နဲ့နှစ်မှတ်ပဲကွာထားခဲ့တယ်เนาะဒါစပင်လာလိကဖလားရဖို့ရင်လက်ရှိယာတီစတဲ့အကျိုးစားရုံးကန်ထားမှာယာအမှတ်တွေကိုရသောက်ယူထားမှာဘာစီလိုနာအနေနဲ့တန်အောင်လုပ်ကြမယ်ရဲမက်ထရစ်ကတော့ယာမက်20မှတ်နဲ့အစ်တစ်နေရာမှာယက်တီနေရဲ့ဘာစီလိုကအစ်စ်နှစ်မှာယက်တီနေရဲ့ယာမက်စကူမှတ်နဲ့ပေါ့ဗျာเนาะအဲဒီတင်းညဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ ဒီနေ့ညဘူကီအနေနဲ့ဒီကြေးကိုကျွန်တော်ထက်ကြီးဆွဲခေါ်ထားရလို့ထင်မြင်တုံးတက်မိတယ်เนาะဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ဘော်ဒီကြေးလက်ချောင်ပြီးတော့ဂိုးပေါင်း9ောက်လေးရွေးချက်ပေးခြင်းနဲ့ဂိုးပေါင်းကြီးမှဆိုလဲ၄လုံး50စာသူနှစ်သိန်းပေါက်ထည့်တဲ့တွဲဆုံမှုကနောက်ဆုံးကန်ခဲ့တဲ့3ကျင်3ကျင်လုံးဂိုးပေါ်ခဲ့တယ်ဒါဂိုးပြက်ဂိုးပြက်နဲ့ပေါ့ဗျာเนาะဒါ41 14 24ဒါ၄ကျင်စက်တိုက်နောက်ဆုံးကန်ခဲ့တဲ့၄ကျင်စက်တိုက် ဒါ9ပေါ်ခဲ့တယ်เนาะအဲ့တော့ကြောင့်မို့ဒီနေ့ညမှာ9ပေါက်ကြီးကနောက်ထပ်4လုံးကို50ဒါထပ်ဖွင့်လာတယ်အပေါ်ချင်းခွန်နေရလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဒီနေ့ညဒီပွဲစဉ်တော့ကျွန်တော်ကအောက်ချင်းရွေးချယ်ပေးခြင်းနဲ့9ပေါက်အောင်ကျွန်တော်ကြိုက်ပါတယ်အဲဘာစီလိုနာနဲ့ကျွန်တော်ကပွဲစဉ်9ပေါက်အောင်ကျွန်တော်ကြိုက်ပါတယ်ဂျူနာအနေနဲ့ဘာစီလိုနာကိုတရေမရရအောင်ထိန်းကပ်သွားမယ်ညတညလို့ကျွန်တော်အဲဘယ်လိုပြောမလဲဂိုးတွေအများကြီးမပေးရအောင်ညเนาะအဲထိန်းနိုင်သွားမယ်ညတညလို့ကျွန်တော်အနည်းတူးနေတဲ့ဒါ အများဆုံးမျောလင်းလို့ရတဲ့ရေပေါ့ဒါသူ့အနေနဲ့တေးကိုဒါကြိုးစားဂျုံးကံပြီးတော့ဒါကန်သွားမယ်ညညလို့ကျွန်တော်ထင်မြင်မိတယ်ဘာစီလိုနာနဲ့ဂျီနိုနာရဲ့ပွဲစဉ်ဂိုးပါအောင်ကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ကဲနောက်ထပ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးမယ်ဒါနောက်ဒါဒီနေ့ည3ပွဲမှာနောက်ဆုံးပွဲလေးပေါ့ဗျာเนาะပြီးကြရင်ကျွန်တော်အကြိုက်ဆုံးတကြောင်းကောင်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်เนาะဒီပွဲစဉ်ကတော့ Newcastle နဲ့ Brighton ပွဲစဉ်လေးကျွန်တော်ရွေးချယ်ထားတာမျိုးလေးရှိပါတယ် ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ဒါ Brighton နေပြီးတော့ Newcastle ကိုကြီးပွင့်လာလည်းမရှိဘူးမြန်မာအချင်းနဲ့ဆိုရင်တော့ level ကို15ပြားရှုံးလောက်ထိတော့ကြီးပွင့်နေထားတယ်เนาะဒါပေမဲ့ကျွန်တော်တို့ Brighton နေနဲ့ဒီနေ့ကြမှာ Newcastle ကိုเนาะဘယ်လိုမျိုးရလက်တွေဆွမ်းဆောင်သွားမလဲအခုဘောင်ကြီးလေးမှာတစ်ချက်သွားပြန်ကြည့်မယ်ဆိုရင်ဘောင်ကြီးလေးမှာတော့နှလုံးကိုရှုံးဒီကြီးလေးပွင့်နေထားတယ် အဲသူတို့နှစ်သိန်းရတာထိတ်တိုက်တွေးဆမှုလေးတွေကိုကျွန်တော်တို့တွားပြန်ကြည့်ရမယ်ဆိုရင်လည်း Brighton နေနဲ့လက်ရှိယာဒီအင်္ဂလန်ပြည်မြားလေးယာဒီပေါ့ဗျာနော်အင်္ဂလန်ပြည်မြားလေးယာဒီလက်ရှိလက်ရှိခြေစားကိုတွားပြန်ကြည့်ရမယ်ဆိုရင် Brighton နေနဲ့ဒါကျွန်တော်တို့ကောင်းမွန်တဲ့ရလက်မျိုးတော့ဒါကောင်းမွန်တဲ့ရလက်မျိုးတော့မရှိသေးဘူးသူနေနဲ့ဒါလက်ရှိအင်္ဂလန်ပြည်မြားလေး2025 2026ယာဒီမှာဒါကန်ခဲ့တဲ့ဒါကျွန်တော်တို့ ရာသီကိုကြည့်မယ်ဆိုရင် Brighton နေနဲ့နှစ်ပွဲပဲနိုင်ထားခဲ့တယ်။နှစ်ပွဲနိုင်ပြီးတော့သုံးပွဲတည်ရင်နှစ်ပွဲရှုံးထားခဲ့တယ်။ Newcastle လည်းထိုနည်းတကောင်းနဲ့ခုနှစ်ပွဲကန်နဲ့ခုနှစ်ပွဲကိုနှစ်ပွဲနိုင်သုံးပွဲတည်ရင်နှစ်ပွဲရှုံးထားခဲ့တယ်။နှစ်သိန်းလုံးကရလက်တွေတူနေတယ်၊ရမှတ်တွေလည်းတူနေတယ်။အဆင့်စရားလေးကတော့ခူးကွာချမ်းတဲ့ Newcastle ကအဆင့်ဆက်တဲ့နေရာမှာရပ်တည်နေတယ်။ဒါကြောင့်မို့လဲဘိုလ်ချင်းမှာတော့ဒေဒေဖွင့်ထားပြီးတော့ဂိုးပေါင်းချင်းတွေမှာနှလုံးရှုံးဆွဲချင်းမျိုးလေးဖွင့်ထားခဲ့တယ်။ တို့နဲ့သင်းပေါ်ရထိတိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးကြံ့ခဲ့တဲ့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိ2020လေး2025မှာတော့1-1ဆိုတဲ့တေးရလက်မျိုး Brighton အင်မွန်းမှာကန်နာပြီးတော့ပထမအကြော့မှာတော့ Brighton ဝေးခွင့်ရနေနိုင်ထားခဲ့တယ်ဒီတို့ရလက်မျိုးလေးတော့ရှိခဲ့တို့နဲ့သင်းပေါ်ရထိတိုက်နောက်ဆုံးကြံ့ခဲ့တဲ့၄ချိန်မှာတော့၄ချိန်လုံးကိုးအောင်ခဲ့တာမျိုးတော့ရှိတယ် FA Cup မှာတော့ဒါ1-2ဆိုတဲ့ရလက်မျိုးအချိန်မို့114မိနစ်မှာဒါ Brighton ကိုးရပြီးတော့ဒါ1-2နဲ့ FA Cup မှာနိုင်ခဲ့တယ် ီလိုမျိုးရလတ်မျိုးတွေတော့တွေ့ရတယ်လက်ရှိဒါအစင်စရာရလဲအပေါ်နဲ့အောက်ဖြစ်နေတယ်နိုင်ပွဲတွေလာတဲ့တူတူပဲလက်ရှိခြေစင်းရနှစ်သိန်းလောက်ကတိတ်ပြီးတော့အားရကြမရှိဘူးအဲအဲ့လိုမျိုးပြန်ကြည့်မယ်ဆိုတော့ဒီနေ့ရမှာနှစ်သိန်းလောက်နိုင်ပွဲတွေရဖို့တော့ဂုံးစားလဲအဲစားလောင်နေမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ် Brighton နေနဲ့ကတော့ဒါနောက်ဆုံးကန်ကြတဲ့လေးပွဲမှာတော့ဒါရလတ်လေးမစိုးဘူးလို့ဒါပြန်လည်ပြီးတော့ကြည့်ရမယ်ဆိုတော့ဒါစပါ့ကိုတော့တူတူကန်ထားခဲ့ပြီးတော့ဒါ Chelsea ကို1-3နဲ့နိုင်ထားခဲ့တယ် ဒါခုတော့ဒါဝမ်ဝမ်ကန်ပြီးတော့ဒါပြီးခဲ့တဲ့ဒါကျွန်တော်တို့ဗန်ဆလီနဲ့ပွဲစဉ်မှာတော့ဒါကိုးပြက်နိုင်သားခဲ့တယ်အဲဒီလိုပွဲစဉ်မျိုးလေးတော့တွေ့ရတာဗျเนาะဘရိုက်တန်ဒီနေ့ညမှာဘယ်လိုမျိုးရလက်တွေစွမ်းဆောင်သွားမလဲเนาะဒါကျွန်တော်ဆောက်ကြမယ်ပြီးကြနယူကာဆယ်ကိုကျွန်တော်တို့တွားပြက်ကြည့်ရမယ်ဆိုရင်တော့နယူကာဆယ်အနေနဲ့နောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာဆိုရင်တော့နော်တန်ဖောလာကိုနိုင်တယ်เนาะဒါချန်ပီယံလိမှာဆိုရင် စိတ်ညူရန်စိတ် အဲယူနိုက်တက်ကိုနိုင်တယ်အာဆင်နယ်ကိုတော့ရှုံးတယ်ကျွန်တော်တို့ဘုံးပေါက်ကိုစီစီကန်ထားခဲ့တယ်အဲနျူကာဆင်နယ်နဲ့ဒီလိုရလတ်မျိုးလေးတော့ရှိတယ်အာဆင်နယ်တသိန်းနဲ့ဟောတာသူရှုံးတာပြီးတော့ဒါချန်ပီယံလင်းမှာလည်းနိုင်ပွဲရတာတယ်နော်တန်ဖောရက်ကိုလည်းသူနိုင်ပွဲရထားခဲ့တယ်ပြီးခဲ့တဲ့ပွဲစဉ်မှာအဲဒီလိုမျိုးရလတ်တွေကျွန်တော်နျူကာဆယ်လည်းဒါမဆိုးလိုက်ချင်းစမ်းမျိုးတွေရှိတယ်အပွဲလဲလို့လို့ဂိုးသွင်းရတယ်ကောင်းနေတယ်နော်အဲဒါကြောင့်မို့ဒီနေ့ညမှာနှစ်သွင်းလုံးကိုယ်တွင်တော့မြင်ရမယ့်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲကြောင့်ကျွန်တော် ဂိုးပေါင်းပေါ်လေးကိုရွေးတော်ရွေးချက်ပေးကြပါတယ်ဒီနေ့ညကျွန်တော် Brighton နဲ့ Newcastle ပွဲဂိုးပေါင်းပေါ်ကြိုက်ပါတယ်ခင်ဗျเนาะအဒီနေ့ညမှာ၃ပွဲရွေးချက်ပေးတာဖြစ်ပါတယ်၃ပွဲမှာကျွန်တော်စိတ်ကြိုက်တဲ့ပွဲတကြောင်းကောင်းပေါ့ဗျာเนาะတကြောင်းကောင်းရွေးချက်ပေးရမယ်ဆိုရင်ကျွန်တော်နောက်ဆုံးပြောခဲ့တဲ့ပွဲ Brighton နဲ့ Newcastle ပွဲကျွန်တော်ဂိုးပေါင်းပေါ်ဒီနေ့ညတင်ဆော့မှာဖြစ်ပါတယ်เนาะယနေ့ညမှာတော့ကျွန်တော်၃ပွဲရွေးချက်ပေးခဲ့တာဖြစ်ပါတယ် Barcelona နဲ့ Juventus ရဲ့ပွဲစဉ်ဂိုးပေါင်းအောင် ပြီးကြလို့ရှိရင်တော့ကျွန်တော်တို့ Newcastle နဲ့ Brighton ကိုပေါ့ပေါ့ပြီးကြလို့ရှိရင် Palace နဲ့ Bournemouth ရဲ့ပွဲတင်ကျွန်တော် Crystal Palace ဘောင်လေးကိုရွေးချယ်ပေးတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အကြိုက်ချင်းအတွေ့ချင်းအမြင်ချင်းတူမလာလိုက်ဆော်ပါအကြိုက်ချင်းအတွေ့ချင်းအမြင်ချင်းမတူရင်တော့ဒါလွတ်လပ်စွာသဘောထားဝယ်လည်ဝင်ရှိပါတယ်အဲဒီကျွန်တော်ဒါ live မလို့နေတာ6900လောက်ပေါ့ဗျာเนาะအဲဒီဗီဒီယိုမတင်တာ6900လောက်ရှိတယ်ကျွန်တော် YouTube ကလေးอ่ะဒါ900လောက်ပိတ်ခံထားတာဆိုတော့ဗီဒီယိုတင်လို့မရတဲ့အတွက်ကြောင့်မလို့ အာစူပါဆက်တဲ့နေ့မှာပြန်ပြီးတော့ညီကိုအတွက်အကောင်းဆုံးရွေးချယ်ပေးတဲ့ဒါဗီဒီယိုဖန်လေးဖြစ်ပါတယ်အားလုံးပဲစတဲ့နေ့ညပါအတိုင်းကိုလည်းများများထုတ်ပြီးတော့အပောင်းတွေပြကြပါသည်အားလုံးပဲဂုဏ်လက်ပါကျွန်တော်ဗီဒီယိုလေးကိုလောင်းနဲ့ဆုံးသက်ပါတယ်တာယာလှပတဲ့နေ့တနေ့ကိုပိုင်ဆိုင်ပြီးတော့ကြိုးစင်စရာနေ့တနေ့ဖြစ်ကြပါသည်လို့စုမကောင်းတောင်းပန်လိုက်ပါတယ်